တင်းမာမှုကောင်းကပ်ရခြင်းကိုဘာတွေကဖြစ်စေတလဲအရင်ဆုံးတော့တင်းမာမှုကောင်းကပ်ဆိုတာကလူတစ်ယောက်မှာကောင်းကပ်တာရှိပြီးအဲ့ဒါကများသောအားဖြင့်ခေါင်းနောက်ဘက်မှာဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပြီးတော့သူတို့အနေနဲ့တော်တော်များများခံစားရတတ်ကြပါတယ်ဘာလို့လဲဆိုတော့ဒီလိုကောင်းကပ်တာတွေကထက်တလေလေးဖြစ်တတ်လို့ပါပြန်ပြန်လေးလေးဖြစ်တတ်ပါတယ်တခါတလေတော့အလွန်ကျဉ်းထန်တဲ့အခါမှာနေ့တိုင်းလူလူကောင်းကပ်နေရတာမျိုးလည်းရှိတတ်ပါတယ်ကောင်းကိုက်တာနဲ့အတူနာကျင်မှုကြောင့်သူတို့မှာနေ့စဉ်လုပ်ငန်းတွေအလုပ်တွေမှာအာရုံစိုက်လို့မရတာမျိုးလည်းဖြစ်လာတတ်ပါတယ် ကျောင်းသားဆိုရင်တော့သူတို့စာတင်ကြရမှာအာယုံဆိုင်လို့မရတော့ပါဘူး။ဒါအပြင်အေးအေးသွေးကိုပါထိခိုက်စေတတ်ပါလေ။တစုံတယောက်နာကျင်နေတဲ့အခါသူတို့ရဲ့မိတ်ဆွေတွေနဲ့မိသားစုဝင်တွေနဲ့ဆက်ဆံရေးကိုပါတက်ရောက်မှုရှိလာတတ်ပါလေ။တစုတစီလုံးကြည့်ရင်တော့ဒီယောဂါကအလွန်အမင်းအားနည်းစေတဲ့ယောဂါတစ်ခုပါပဲ။အခုတော့သင်ကြည့်မယ်ဆိုရင် tension headache ဖြစ်စေတဲ့အကြောင်းရင်းတွေကပါလဲဆိုတာပါ။နံပါတ်1အနေနဲ့စကလုံးထဲမှာပဲ tension လို့ပါလို့အတိတ်ပဲကတော့ tension ဖြစ်ပါလေ။ tension လို့ပြောတဲ့အခါမှာစိတ်ပိုက်ဆိုင်ရာတင်းမာမှုနဲ့ကိုယ်ပိုင်းဆိုင်ရာတင်းမာမှုကိုပြောတာပါအရင်ဆုံးတော့စိတ်ပိုက်ဆိုင်ရာတင်းမာမှုသို့မဟုတ်စိတ်ပြည့်စုံမှုအကြောင်းပြောပါမယ်။ယနေ့မှာတော့ကမာလူနာတွေကိုတွေ့တဲ့အခါဆရာဝန်ရင်သားမှာစိတ်ပြည့်စုံမှုမရှိဘူးလို့ပြောတဲ့လူနာကအယံရှားပါတယ်။ဒါကတော့လူတိုင်းမှာစိတ်ပြည့်စုံမှုရှိနေတယ်ဆိုတာကိုပြောတာပါ။အဲ့ဒီစိတ်ပြည့်စုံမှုကအလောက်ကနေအလောက်တာဝန်ကနေလူမှုဆက်ဆံရေးကနေတခါတလေငွေကြေးပြည့်စုံမှုကနေပါဖြစ်လာနိုင်ပါတယ်။ဒါတွေကလူတွေကြုံတွေ့ရတဲ့စိတ်ပြည့်စုံမှုအမျိုးမျိုးဖြစ်ပြီးအလုံးအကျုံဖြစ်လာရင်တော့ tension headache ဖြစ်စေနိုင်ပါတယ်ဒုတိယအကြောင်းကတော့ကိုယ်ရည်ဖြစ်စီမှုပါဒီနေ့ခေတ်မှာအလုပ်ချိန်တွေတိုးလာပြီးအလုပ်များစုကထိုင်လို့ရတဲ့အလုပ်တွေဖြစ်လို့လူတွေကသူတို့ရဲ့ laptop tablet ဖုန်းတွေကိုအချိန်ကြာကြာကြည့်နေရပါတယ်ဒါကြောင့် pixel pillow နဲ့ leaving ချက်သားတွေမှာစိတ်ဖြစ်စီမှုနဲ့ကိုယ်ရည်ဖြစ်စီမှုအများများလာပြီးဒါကလည်း headache ဖြစ်စေတဲ့အကြောင်းရင်းတစ်ခုပါပဲတတိယအကြောင်းကအေးရမလုံလောက်ခြင်းပါအေးရကယောဂတွေကိုကာကွယ်ပေးနိုင်တဲ့အားအရာဆုံးစိတ်တစ်မျိုးပါပဲ အေးရေးမလုံလောက်ရေယောဂတွေပုံများလာနိုင်ပါရဲ့ယနေ့ခေတ်မှာလူအများစုကအေးရေးမလုံလောက်တာကိုတွေ့ရပါတယ်ပုံမှန်အချိန်ကခုနှစ်နာရီတနေ၉နာရီအထိဖြစ်ပေမဲ့လူတချို့က၄နာရီ၅နာရီပဲအိတ်ကြပြီးအေးရေးမလုံလောက်တာကလည်းကိုယ်ရေးပြည့်စုံမှုနဲ့ဟဲ့တဲ့ချီဖြစ်စေတတ်ပါတယ်နောက်ထပ်အကြောင်းတစ်ခုကအလုံရက်လောက်တာပါအကြီးစားဖွဲ့စည်းတွေကနမဲကြီးစုတချို့ကတပတ်ကို80နာရီလောက်လောက်တာကိုကွန်ပျူတာပြောကြတာကိုလည်းသိကြပါတယ်ဒါကကွန်မြူနတီအတွက်ကောင်းနိုင်ပေမဲ့တူးချက်အနေနဲ့အလုံရဲလောက်တာကမကောင်းပါဘူး တနေ့ကို14နာရီ13နာရီလို့အလုံရဲလောက်တာတွေကိုနေ့စဉ်လုပ်နေရင်ကြွက်သားတွေကို ပိုပြီးဖြစ်စီမှုရှိလာပြီးဒါကလည်းကိုယ်ရေးဖြစ်စီမှုနဲ့ဟက်ဒါချစ်ဖြစ်စေတတ်ပါတယ်။နောက်ဆုံးတော့ရုပ်ပိုက်ဆိုင်ရာလှုပ်ရှားမှုအရေးပါပုံပါ။တပတ်ကိုမိနစ်3ရလောက်မာဒရယ်အဆင့်ရုပ်ပိုင်းလှုပ်ရှားမှုလိုအပ်တဲ့အကြံပြုထားတယ်။ဒါပေမဲ့လူအများစု60ရာခိုင်နှုန်းဒါမှမဟုတ်80ရာခိုင်နှုန်းလောက်ကတည်ဆင်းခြင်းမပြည့်မီဘူး။ ရုပ်ပိုက်လှုပ်ရှားမှုမရှိတာဥပမာလမ်းလျှောက်တလူ Arabic လှုပ်ရှားမှုဖြစ်စေဒါမှမဟုတ်ကြွက်သားတင်းရင်းစေတဲ့လေ့ကျင့်များတွေဖြစ်စေလူတွေကလုံလောက်အောင်မလုပ်နိုင်ရင်လဲ tension headache ဖြစ်နိုင်ခြေတိုးလာစေပါတယ်အချင်းချုပ်ပြောရရင်တော့ tension headache မဖြစ်အောင် လူချင်းရင် ပထမဆုံးကစိတ်ပြစီမှုကိုထိန်းချုပ်ပါရှော့ချနိုင်တလောက်ရှော့ချကြည့်ပါအလုပ်ပမာဏကိုလည်းထိန်းချုပ်ပါတနေ့ကို9:00မှ6:00လောက်အလုပ်လုပ်ပြီးအနားယူခြင်းလည်းမကြာခဏထားပေးပါ။ အဲ့ဒါနောက်မှာလဲကွန်ပျူတာရှိမှာအချင်းကြကြအလုပ်လုပ်နေရင်20 20 20စီမင်းဆိုတာရှိတယ်အဲ့ဒါကတစ်ခါတလေ20မိနစ်တစ်ချိန်20ပေးဝေးတဲ့အရာတစ်ခုကို20စက္ကန့်လောက်ကြီးပေးရမယ်ဆိုတာကဒါကလဲ level ပေါ်ကဖိအားဖို့ shop ပေးနိုင်တယ်နောက်ထပ် tax next central ဆိုတာလည်းရှိတယ်အဲ့ဒါကမိုဘိုင်းကိုဒီလိုနဲ့အချင်းကြကြကြည့်နေရတာပါဒါလဲမိမိရဲ့ကောင်းကင်နာချင်းနဲ့ level နာချင်းကိုပို့ဆိုးစေနိုင်တယ် နောက်ဆုံးအနေနဲ့လဲကိုလက်လှူရှာမှုအရေးပါပုံပါအမြဲတမ်းကိုလက်လှူရှာမှုတွေပြုလုပ်ပေးပါလက်ပင်းနဲ့ကြောအတွက်တိုင်းတာလေးချင်းကန်တွေလုပ်ပေးပါဒါတွေကိုလုံနိုင်ရင်တင်းမာမှုကြောင့်ဖြစ်တဲ့ခေါင်းကိုက်နာခြင်းတွေကိုတကယ်လျှော့ချနိုင်ပါတယ်